မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှာဒေတိအတောတမချမ်းအစီအစဉ်များကိုတင်းလာနေမှတောက်ကြနေအထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာလွဲမှားတဲ့လူရက်တွေမရှိလို့ဘာမှနောင်တရနေစရာအကြောင်းမရှိတဲ့လူပေါင်း96ယောက်အတွက်ဝန်တာရာထက်မိမိရဲ့အမားတွေအတွက် နောင်တရတဲ့လူစုတယောက်ကိုယေရှုခရစ်တော်ဟာပို့ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်တော်မူတယ်ဆိုတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး14အခန်းငယ်25ကနေရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး15အထိကိုဒီကနေ့သင်သိရတော့တမန်ကျမ်းစီစဉ်မှာလေ့လာမှာဖြစ်ပါတယ်။မနေ့ကခြံလှပ်ထားခဲ့ရတဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး14ရဲ့ကျမ်းအပိုင်းကလေးကိုစပြီးနားထောင်ကြရပါမယ်။ပြီးတော့မှအခန်းကြီး15ကိုကျွန်တော်ဆက်လက်တင်ပြသွားပါမယ်။အငယ်25မှ28 လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကိုယေရှုသည်လှည့်၍ကြည်တော်မူပြီးဖြင့်အကျဉ်သူသည်ငါထံသို့လာ၍မိဘသားမယားညီအကိုနှမတို့ကို၎င်းထိုမြမကမိမိအသက်ကို၎င်းမမုံထိုသူသည်ငါတပြိမဖြစ်နိုင်ရာဘဝအသက်တာရဲ့ဖန်ရောစဉ်အနှောင်အဖွဲ့တွေကြောင့်ကိုတော် ကိုညှင်းဆန်ခဲ့ကြတဲ့လူတွေရဲ့အကြောင်းကိုဒီမတိုင်ခင်သင်ခန်းစာမှာကျွန်တော်တို့တွေ့ခဲ့ရပြီးပါပြီ။ အခုဆက်လက်ပြီးကြားလိုက်ရတဲ့အချက်တွေကတော့အဲ့ဒီပြီးခဲ့တဲ့ကြမ်းရဲ့အဆဲလို့ဆိုနိုင်ပါလိမ့်မယ်ဒီနေရာမှာအကျဉ်သူသည်ကိုဆွေကိုမျိုးတွေနဲ့ကို့အဆက်ကိုမမုန်းရင်ငါတပည့်မဖြစ်နိုင်ဘူးဆိုတာဟာသူ့ရဲ့နောက်တော်ကိုလိုက်ချင်ရင် အမုန်းတရားကြီးနဲ့ကို့ဆွေကိုမျိုးကို့အဆက်ကိုတောင်ပြန်ပြီးမုန်းရမယ်ဒါမှမဟုတ်ရင်လေဆွေတွေမျိုးတွေကို အမြင်ကက်ကက်နဲ့ဆွေကမျိုးကန်ဖြတ်ပြရမယ်လို့ဆိုတာမဟုတ်ဘူး ဖျားသခင်ကိုဘဝမှာနံပါတ်1ဦးစားပေးရမယ်ဆိုတဲ့အချက်ပဲတချို့အပြစ်တင်နေတဲ့လူတွေကဖျားသခင်ကကြမ်းနေတဲ့ကျွန်တော်ကတော့ကြမ်းကြမ်းမကြမ်းကြမ်းကို့ဘဝကို သူ့ပေးထားတာကို့ဆွေကိုမျိုးတွေလည်းသူ့ပဲရှင်သန်ခွင့်ပေးထားတာမြေပေါ်ကသံယောစဉ်မှန်သမျှအရာရာကို တနေ့နေ့တော့စွန့်သွားကြရမှာကြည့်ပဲမြဲတာဆိုလို့ဒီလောကမှာဖျားသခင်ပဲရှိတယ်သူ့ပေးတဲ့သာဝရအသက်ပဲရှိတယ်လို့ခံယူပြီးတော့သူ့တဲ့ပို့ပြီးတော့ အကိုခိုလုံစရာသူ့ရဲ့ပို့ပြီးတော့ဦးစားပေးစရာလောကမှာဘာမှမရှိဘူးလို့ခံယူမိပါတယ်။အခုဆက်လက်ပြီးတော့အခန်းကြီး၁၄ရဲ့တိုက်ကိုတည်ခြင်းဥပမာဆိုတဲ့အပိုင်းကိုဆက်လက်လေ့လာကြပါစို့။အငယ်၂၈မှ၃၀သင်တို့တွင်တယောက်သောသူသည်တိုက်ကိုတည်မီဟုအကြံရှိလျင်ထိုတိုက်ပြီးအောင်ငွေလောက်မီမလောက်မီကိုသိခြင်းကရှေးဦးစွာထိုင်၍ကုံစရိတ်ကိုမချင့်တက်ဖဲနေမီလော။ သို့မဟုတ်တိုက်မြစ်ကိုတီး၍တိုက်ကိုမပြီးနိုင်ရင်သိမြင်သောသူအပေါင်းတို့ကဤသူသည်တီစပြု၍အစမတတ်နိုင်ဟုကဲ့ရဲ့ကြလိမ့်မည်ခရစ်တော်ရဲ့နောက်တော်ကိုလိုက်မယ်အမှုတော်ကိုဆောင်ကျင်းမယ်ဆိုပါတော့ပေးဆိုင်ရခြင်းဆိုတာတွေဟာရှိကိုရှိလာလိမ့်မယ်ဒီလိုပေးဆက်ပြီးတော့ဒီလိုနောက်တော်ကိုလိုက်မှသာကိုယ်အနေနဲ့အကျိုးကျေးဇူးလည်းရှိလိမ့်မယ်ဆိုတာကိုယုံကြည်တဲ့အတွက်ကြောင့်ကိုကပေးဆက်ရတယ်ဆိုတာဟာဘာမှဝန်းနေစရာမရှိဘူး အရေးအကြီးဆုံးအချက်ကကိုဟာဘလောက်ထိပေးဆပ်နိုင်မလဲစွန့်လွတ်နိုင်မလဲဆုံးဖြတ်ချက်မှန်ကန်မှုအထူးပဲလိုတယ်ဆိုတာကိုဒီနေရာမှာခရစ်တော်မိမောင်းထုတ်ပြလိုက်ပါတယ်စစ်ပြိုင်လိုသောဘုရင်ဤပုံပြင် ဥပမာဆိုပြီးတော့အခန်းကြီး၁၄ရဲ့ဏိဂုံးပိုင်းကိုအဆုံးသတ်ကြပါစို့အငယ်37မှ33တနည်းကားတစုံတယောက်သောရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့်စစ်ပြိုင်မည်ဟုအကြံရှိခြင်းလူ၂000နှင့်ချီလာသောရှင်ဘုရင်ကို လူတပေါင်းနဲ့ခန္ဓာကြီးမခန္ဓာကြီးကို ရှေးဥစွာထန်၍မစင်ခြင်းပဲနေပြီလောမခန္ဓာကြီးမှန်ရင်အခြားသောရှင်ဘရင်ဝေးသေးသောအခါတန်တမန်ကိုဆေးလွှတ်၍စစ်ငိမ့်မိအကြောင်းတောင်းပန်တတ်ပြီမဟုတ်လောထိုနည်းတူသင်တို့တွင်အကျဉ်သူသည်မိမိရှိသမျှကိုမစွန့်ပဲနေ၏ထိုသူသည်ငါတပြည့်မဖြစ်နိုင်ရာဘယ်နှဆိုးမင်းအာကိုနဲ့မှကဲတင်ရှင်ကိုတော်လှန်လို့မရနိုင်ဘူးဒါကိုအလေးနဲ့စဉ်းစားရင် ဖြစ်ဟာလင်းလင်းလက်လက်ပေါ်ထွက်လာပါလိမ့်မယ်။ဒါကြောင့်မလို့ဆက်ကတင်သူပူဇော်တဲ့စိတ်ရတာအမှုတော်ကိုဆောင်ရမယ်ဆိုတဲ့အတိတ်ဘယ်ကိုဒီကျမ်းကဖော်ပြပါတယ်။မိစေများခမကဲတင်ချင်းတရားကိုယုံကြည်ရင်ကဲတင်ချင်းကို အမှန်ရနိုင်ပါလေ။ကဲတင်ရှင်ကိုအလေးနဲ့ယုံကြည်အားကိုးကြပါ။အမှုတော်ကိုဆောင်ဖို့အတွက်ကတော့အကျွင်းမဲ့ဆက်ကတ်နိုင်စွန်းရှိမှသာအမှုတော်ကိုဆောင်ရွက်ကြပါ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၁၄ အငယ်34နှင့်35စာမူကကောင်း၏သို့တော်လည်းအငန်ကင်းပြောက်ခြင်းငန်သောအရသာကိုအဘယ်သို့ရပြန်မည်နည်းညေဖို့မကောင်းအမိုက်ပုံဖို့မကောင်းထိုစာကိုပြင်သို့ပြစ်လိုက်တတ်၏ကြားစရာနာရှိသောသူမည်သည်ကကြားပါစေဟုမိန့်တော်မူ၏ကျွန်တော်ရဲ့ဘဝဟာဘယ်နေရာမှာမှအဆုံးမတည့်တဲ့အငန်ပြောက်ကင်းသောစာများမဖြစ်ကြရပါစေနဲ့လို့ကဲတင်ရှင်ကိုဆုတောင်းကြဖို့အကြံပေးလိုက်ပါရစေ။ အခုကျွန်တော်တို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး15ကိုရောက်ရှိလာပါပြီ။ဒီကျမ်းဟာအရေးကြီးတဲ့ကျမ်းတစ်စုလို့ဆိုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပုံပြင်ချစ်သူများအတွေ့ပျောက်သောသားဆိုတဲ့ပုံပြင်ဥပမာတော်ကလေးပါလာလို့ပါပဲ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်1နဲ့2ကိုစတင်ကြပါစို့။အခွန်ခံသောသူတို့နှင့်သိုးသောသူအပေါင်းတို့သည်နားထောင်ခြင်းကအထံတော်သို့ချင်းကပ်ကြသည်ဖြစ်၍ပါရိရှဲနှင့်ကျမ်းပြူဆရာတို့ကဤသူသည်သိုးသောသူတို့ကိုလက်ခံ၍ သူတို့နဲ့အတူစားပါပြီတကားဟုကဲ့ရဲ့အပြစ်တင်ကြ၏ချင်းမိတ်ဆွေများခင်ဗျာအခုနားဆင်နေကြတဲ့မိတ်ဆွေတို့ဒီထဲမှာလူစိုးတွေလူမိုက်တွေပါကောင်းပါပါလိမ့်မယ်ခရစ်တော်ဟာကျွန်တော်ခင်ဗျားတို့အတွက်အစဉ်သဖြင့်အစဉ်သင့်လက်ခံနေတော်မူကြောင်းကို ပထမဦးဆုံးအချက်အနေနဲ့ခိုင်မာစွာမှတ်ယူထားလိုက်ကြပါပျောက်သောဖို့ဥပမာဆိုတာကိုဆက်လက်နားဆင်ကြကြပါစို့အငယ်၃မှ9 ထိုအခါဥပမာစကားကိုမိန့်တော်မူသည်ကားတင်တို့တွင်တစုံတယောက်သောသူ၌သိုးတရာရှိ၍သိုးတကောင်ပျောက်လျှင်66ကောင်သော သိုးတို့ကိုတောတွင်ထားခဲ့ပြီးမှပျောက်သောသိုးတကောင်ကိုမတွေ့မီတိုင်အောင်ပွား၍မရှာဘဲနေမီလောတွေ့ပြီးလျှင်ဝမ်းမြောက်သောစိတ်နှင့်ပခုံးပေါ်မှ တင်ထမ်း၍မိမိအိမ်သို့ရောက်သောအခါအဖေခင်မွန်းအိမ်ကြီးချင်းများကိုခေါ်၍ပျောက်သောသိုးကိုငါတွေ့ပြီငါနှင့်အတူဝမ်းမြောက်ကြလော့ဟုဆိုတတ်ကြသည်မဟုတ်လော ထိုနီးတူဖြောင်းမတ်၍နောင်တရစရာအကြောင်းမရှိသောသူ69ယောက်တို့၌ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်တဲ့နောင်တရသောလူဆိုးတယောက်၌ဖာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟုငါဆို၏ပျောက်ဆုံးသောအပြစ်သားနှင့်တူတဲ့လူပေလူတွေဓမ္မမဟုတ်သိုးမိုက်ကလေးအတွက်ကဲတင်ရှင်ဟာပခုံးပေါ်မှာတောင်တင်ပြီးသဲလာတယ်တဲ့ယစ်ဘရိုဟိတ်မင်းရဲ့အစင်းတစားရဲ့အကြောင်းကိုဖမြောက်ရကြမ်းတဲ့ဝုတ်ပြရကြမ်းမှာတွေ့ရတဲ့အထဲက ကုံးပေါ်မှာဣတရေလ12မျိုးအထင်းအမှတ်ကြောက်တုံးနှစ်တုံးစီတင်ထားရတယ်ဆိုတာကိုလည်းမှတ်မိကြမယ်ထင်ပါတယ်။အခုခေတ်အရာရှိများပကုံးပေါ်မှာအပွင့်နေတင်တယ်လို့ပေါ့။ဒီအချက်တွေဟာခရစ်တော်ရဲ့ကယ်တင်ခြင်းမေတ္တာတော်ကိုဖော်ကျူးနေပါတယ်။မင်းလို့ဘယ်လို့မှမရကောင်းပါဘူး။ပျောက်သောပိုက်ဆံတပြားဆိုပြီးတော့ဆက်လက်ဖော်ပြပြရစီအောင်။အငယ်ရှစ်မှ30တဏိကတစုံတယောက်သောမိမ့်မ၌ငွေ၁၀ပြားရှိ၍တပြားပြောက်လျင်စီမီကို ထွန့်၍မတွေ့မီတိုင်အောင် တိုင်လုံးကိုလှဲ၍စိတ်စိတ်မရှာဘဲနေမီလော တွေ့ပြီလင်အစွဲခင်ပွန်းအိမ်ကြီးချင်းများကိုခေါ်၍ပျောက်သောငွေကိုငါတွေ့ပြီငါနှင့်အတူဝမ်းမြောက်ကြလောဟုဆိုရတည်မဟုတ်လောထိုနီးတူငါဆိုဒီကဘုရားသခင်ကောင်းငင်တမန်တို့သည် နောင်တရသော လူဆိုးတယောက်၌ဝမ်းမြောက်ခြင်းရှိကြသည်ဟုမိန့်တော်မူ၏။တန်ရှင်းသောဝိညာဉ်တော်ရဲ့ရိပ်အောက်မှာဘယ်ဝိညာဉ်ကိုမှ ခရစ်တော်အဆုံးခံပြီးတော့အရှုံးမပေးခြင်းမပါဘူး။ ဒီဝိညာဉ်ကိုသူကိုယ်တိုင်မှုတ်သွင်းခဲ့တယ်မဟုတ်ဘူးလားလူရဲ့ဝိညာဉ်မျိုးကိုဘယ်တရိษာမှာကိုရှာလို့တွေ့နိုင်မှာလဲသူဟာသီးသန့်ဝိညာဉ်ဖြစ်တယ်။သင်ရှင်းသောဝိညာဉ်ကနေလာတယ်။ဖျားသခင်ရဲ့အရွေးအခြေခံလူတန်းစားရဲ့ဝိညာဉ်ကိုဖျားသခင်အလွန်နှမျောတယ်။အခုပျောက်သောသားဥပမာတော်ဆိုပြီးတော့ဆက်လက်လေ့လာကြပါစို့။အငယ်၁၁မှ၁၃တဖန်မိန်တော်မူသည်ကတစုံတယောက်သောသူ၌ကား၂ယောက်ရှိ၏။ ဖာငယ်သည်အဖထံသို့သွား၍အဖအကျွန်ုပ်ရရိုက်သောအမွေဥစ္စာကို ဝေ၍ပေးပါဟု တောင်းပန်လျင်အဖသည်ဥစ္စာများကိုဝေ၍ဖာတို့အားပေးလေ၏ထို့နောက်များမကြာဖာအငယ်သည်မိမိဥစ္စာများကို သိမ်းယူ၍ဝေးစွာသောပြည်သို့သွားပြီလျင်ထိုပြည်မှာကာမဂုဏ်၌လွန်ကျူးသောအဖြစ်ဥစ္စာပြုံးကြည့်၍အင်မတန်ဆုတ်ပြန့်လွန်မိုးပွေကောင်းတဲ့အရက်ကကောင်းကင်ဆန်တဲ့အိမ်တောင်တစ်ခုလို့ သတ်မှတ်ပြီးတော့စိတ်ကူးထဲမှာထားစီခြင်းပါတယ်။ဖျားသခင်ဆိုတဲ့အဖေအစီမှာလူသတ္တဝါကိုကိုစားပြုတဲ့သားနှစ်ယောက်ရှိတယ်လို့ဆက်လက်ပြီးသဘောထားလိုက်ပါ။ချစ်ချင်းမေတ္တာတရားနဲ့ပြည့်စုံတယ်၊တက်တောင့်တက်တာရှိတယ်။လိုလေသေးမရှိဘူး။အဲ့ဒီထဲကသားငယ်ဟာထဖောက်ခဲ့တယ်။စီကံကလနာတွေကိုညှင်းဝေပြတယ်။ကိုရဲ့အတောင်ပံအားတွေနဲ့ပြန့်ကျင်တဲ့အယောင်မျိုးစုံလင်တဲ့ရေကုန်သစ်ကိုရှာဖွေကျင်တဲ့ စွန့်စားရတဲ့အရာတာကိုသူကြိုက်တယ်ဒါနဲ့ပဲအဖေကြီးရဲ့ရင်ခွင်ကနေခွဲထွက်တယ်ကို့ဟာကိုကတော့ဘာမှမရှိဘူးရှာလည်းမရှာနိုင်ဘူးအစွန်းသက်တည်လည်းမရှိဘူးအဖေလူသဘောကောင်းကြီးရဲ့စီကအလကားရတဲ့ငွေရုပ်ကြီးကိုပိုက်ပြီးတော့မိုက်တီမိုက်ကန်စိတ်ဓာတ်နဲ့ထွက်ခွာလာခဲ့တယ်ခြေစုံကံပြီးကြောခိုင်းခဲ့တယ်ဝေးစွာတော့ပြီလို့ဒီနေရာမှာစန်းစာကဖော်ပြတဲ့အရာစဉ်းစားကြည့်အဖေအိမ်နဲ့တခြားစီကန္တာတစ်ခုစီခြားသွားပြီ ညကလပ်တွေဟိုတယ်ကြီးတွေလောင်းကစားဝိုင်းကြီးတွေပြီးတော့ပိုက်ဆံကပေါနေတဲ့အချိန်မှုကတ်သုံးတဲ့တငယ်ချင်းတွေမြောက်ပင့်ပေးတဲ့ပလင်းတူဘူးစိုးတွေနဲ့ပျော်ပြင်းပျော်ခဲ့တယ်။ပွေခြင်းတိုင်းလဲပွေခဲ့တယ်။ပိုက်ဆံဆိုတာတခါနှိုက်တိုင်းနှစ်ဆတိုးတဲ့အမျိုးမဟုတ်ဘူး။ထင်းရက်ကိုခွေးရက်တားတဲ့တောင်မြန်နေတင်တုံးသားနဲ့ရိတ်ကလူရှိကလေးရှိကနေပါသွားတဲ့အမျိုး။ဒီတော့ဒီပိုက်ဆံဘလောက်ကြာကြာခံမလဲတဖြည်းဖြည်းပြုံးကြီးကုန်တာပေါ့။အငယ်ဆက်လေး ဥစ္စာပြုံးတည်၍ရှိသမျှကုံသောအခါထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏သူပစ္စည်းတွေကြီးပြုံးတည်တာမဟုတ်ဘူးနော်အဲ့ဒီပျော်ပြီးရင်ပျော်တဲ့ပျော်ရွှင်ခြင်းနိုင်ငံတော်ကြီးပါ တကယ်လိုက်ပြီးတော့ဖြုံးကြီးတာဒီကျမ်းမှာဖော်ပြထားတယ်လေထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍တဲ့အဲ့ဒီတော့ဘယ်တန်ညာပြန်ဒုက္ခရောက်ရပြီလို့မဆုံးနိုင်ဘူးလားစိမ့်ကပါတယ်ဆိုတော့သူ့စိတ်ထဲကစွဲခဲ့တဲ့မြက်ခင်းကြီးတွေ ၆တွေ့သွားတာကိုသူမြင်ရပြီ။ညက်ကလပ်တွေလည်းငွေမရွှင်တဲ့အခါကျတော့လူကြရက်ကြကတ်ကြဖြတ်ကြနေဖြစ်ကုန်ပြီ။သူ့ရဲ့စိတ်ထဲကလောကနိဗ္ဗာန်ကြီးဟာငရဲပုံကြီးအဖြစ်တမဟုတ်ချင်းပြောင်းသွားပြီ။အဲ့ဒီမှာတဲ့သူဟာငတ်ပြီပေါ့။သူပိုက်ဆံရှိတုန်းကအပေါင်းအသင်းတွေကလည်းအများစုကလှည့်ကြည့်တော့မှမဟုတ်ဘူး။ကြည်ကျင်တဲ့လူတယောက်တည်းလည်းရှိကောင်းရှိမယ်။ရှိသည့်တိုင်အောင်လည်းအကုန်လုံးငတ်နေပြီဆိုတဲ့ကဘသူကသူ့ကြကြတင်ကြွေးထားနိုင်လေ။အငယ်15မှ16ထိုအခါပြည်သားတယောက်ထံသို့သွား၍ အစေခံဖြင့်ဝက်တူကိုကြောင်းစီခြင်းကသူသခင်ပြီးတောသို့ဆေလွတ်သည်ဖြင့်သူသည်ဝက်စားရသောပဲတောင်ကိုပင် စားခြင်းမတက်ငတ်မှုဖြင့်နေရ၏အဘယ်သူညအစာကိုမကြွေအဲ့ဒီခေတ်ကာလကဂျူးဆိုတာဟာမောရှိခေတ်ပြည့်ညတ်တော်အောက်မှာအရန်တင်းကျပ်တဲ့လူအဖွဲ့အစည်းပြည့်ညတ်တော်အရသူတို့ကလည်းဝက်စားစားတဲ့လူမျိုးမဟုတ်ဘူးဂါလိလဲအိုင်အရှိဘက်ကန်းကို ရောက်နေတဲ့ဂတ်ဆိုတဲ့ဂါဒရသားတွေလောက်ကလွဲလို့ဒီဂျူးလူမျိုးနဲ့ဝက်ဟာရန်သူ့ ဲ့ဒါကိုခရစ်တော်ကတမင်ဒီနေရာမှာပုံပြင်ဥပမာပေးတယ်ဘလို့အံ့ဩဖို့ကောင်းတယ်ဖခင်သခင်ကတားမြစ်ထားတဲ့ဝက်ကိုကြောင်းပြီးတော့အဲ့ဒီဝက်စားတဲ့ပဲတောင်တွေကိုကြည်ရင်ကြည်ရင်ဖရေတွေတမများများကြလာတဲ့အထိငတ်နေပြီဒီအဖြစ်ဟာဒီပျောက်သောသားရဲ့ဘဝလူအစေအောက်ဆုံးအထိကိုရောက်သွားပြီဆိုတာဟာရှင်းနေအောင်ခရစ်တော်ဖော်ပြလိုက်တယ်အဲ့ဒီလိုဒုက္ခလွန်တွင်းမှာနလန်မထူအောင်ဖြစ်ပြီးငတ်ပြီးမွဲပြကြာသွားပြီဆိုတော့မှ သူ့စိတ်အပြောင်းအလဲစပြီးဖြစ်ပေါ်လာတယ်။အငယ်16ထိုအခါသရိယာဖြင့်ငါအဖအီအိမ်၌အခစားသောသူများတို့သည်ဝါစွာစားရကြ၏။ငါမူကားဤပြည်၌ဖေအောင်အငတ်ခံရ၏။ညီးစံကိုသေချာနှတ်ထောင်ပါနော်။တကယ်သေတာမဟုတ်ဖဲနဲ့ကိုဖေအောင်ခံရပြီဆိုတဲ့အသိစိတ်ကဝင်လာတယ်။ဘလို့ဖွေးပြက်ခြောက်ချနေတယ်ဆိုတာကိုစဉ်းစားလို့ပေါ်လွင်နိုင်လေ။ပြီးတော့ငါအဖအိမ်၌အခစားသောသူများတို့သည် ဝါစွာစားရကြ၏တဲ့ကိုရဲ့အတွေးတွေကစိမ့်လန်းတဲ့အရက်ဖာယာဝါပြောတဲ့အရက်အခုတော့အဲ့ဒီအစွဲအလန်းဟာသူ့ကိုပြန်ပြီးတော့သတ်ပြီးဆိုတာကိုသူ့သဘောပေါက်လာတယ်ခံစားလာရတယ်အငယ်16နဲ့19ငါထ၍အဖခံသူသွားမည်အဖကျွန်ုပ်တို့ဘုရားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုတော်ဤသားဟု၍ခေါ်ခြင်းကိုမခံတတ်ပါ သူငါအရာ၌အကျွန်ုပ်ကိုထားတော်မူပါဟုငါပြောမိဟုအကြံရှိသည်နှင့်ဒီနေရာမှာဒီလူရဲ့အတွေးအခေါ်တွေဟာ လုံးဝပြောင်းလဲသွားပြီဆိုတာကို တွေ့ရတယ်။ဒီအပိုင်းဟာဒီဇက်ချောင်းရဲ့အနှစ်သာရပါပဲ။နောင်တနှလုံးသားကိုဖော်ကြည့်တယ်။အဖေအင်းရဲ့မေတ္တာအကျွင်းမဲ့ပြည့်စုံလုံလောက်မှုတွေကိုပြန်လဲဆင်ကျင်တာကိုထေရှားပေါ်လွင်စေတယ်။ဒီအင်းရဲ့အကြောင်းကိုခရစ်တော်ဖော်ပြဘူးပါလေ။ ငါအဖအီအိမ်၌နေစရာအခန်းများစွာရှိသည်တဲ့ပြီးတော့အမြင့်ဆုံးသောဖရာဤကွယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကောရှင်အရေးကိုခိုရလိမ့်မည်တဲ့အဲ့ဒီလိုဒါဝိမင်းကြီးကဖွဲ့ဆိုထားခဲ့တာကိုလေကြားနိုင်ပါပြီတဲ့ပြီးတော့ဒီလိုအကျွင်းမဲ့ပြည့်စုံတဲ့နေရာကိုစိတ်ပြန်လဲတာဟာပါဆန်းတယ်လေအကယ်၍များဒီဖခင်ရဲ့မြေတားကိုယုံကြည်နားလဲဘူးတဲ့လူတခါကယ်တင်ခြင်းရဘူးထားတဲ့လူ ဝေးဝေးပြေးလို့ဘယ်လို့မှမရနိုင်ဘူးလို့အပြည့်ပေါ်လွင်ပါတယ်ဒါပေမဲ့ကဲတင်ကြီးရထားတဲ့ခရိယန်တယောက်အပြည့်လုံးဝကင်းသလားဆိုရင်မကင်းဘူးလို့ကျွန်တော်ယင်ထဲမှာအပြည့်ရှိပါတယ်အဲ့ဒီအပြည့်ထဲမှာအမြဲနေနိုင်သလားလို့ဆိုရင်တော့ဘယ်လို့ဖြေမလဲအကယ်၍ပါခရစ်တော်ကိုတကယ်ချစ်မယ်တကယ်ယုံကြည်မယ်ဆိုရင်ကျွန်တော်ကတော့အဲ့ဒီလိုခရိယန်အစ်စ်အမှန်တရားရဲ့ဘဝဟာအပြစ်ထဲမှာဘယ်တော့မှ အမြဲမပြောင်းနိုင်ဘူးလို့ပဲ အဖြစ်ထွက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ်ပြခဲ့တဲ့ဘုရားသခင်ရဲ့မေတ္တာတရားဟာသူ့ကိုနောင်တရစေလို့ပါပဲ။သူ့အတွက်ထာဝရဆွဲဆောင်မှုရှိနေလို့ပါပဲ။မိတ်ဆွေများခင်ဗျာအခုပျောက်သောသားဟာအပြစ်သားမလို့ကဲတင်ချင်းခံရတာလားလို့တွေးရင်ဒီအတွေးဟာ ပြည့်စုံလုံလောက်မှုမရှိနိုင်ပါဘူး။သူဟာအပြစ်သားလူမိုက်ဟုတ်ဟုတ်မဟုတ်ဟုတ်သားဖြစ်နေလို့ပါပဲ။အပြစ်ဘလောက်လုံးမီလုံးမီ သူဟာဘုရားသခင်နဲ့ဆိုင်နေတဲ့လူသားမို့လို့ကဲတင်ခြင်းကိုရတာပါအိမ်မှာအဖေမျက်စိအောက်မှာသားဖြစ်သလိုအဝေးရောက်ချိန်မှာပျောက်တော့သားအပြည့်နွန်တင်းမှာတက်ဆင်းတဲ့အချိန်မှာအပြည့်နွန်တွင်းကသားအပြည့်ဘလောက်ရှိရှိသားဟာသားပဲမဟုတ်ဘူးလားအဲ့ဒီသားရဲ့အပြန်လန်းကိုလှမ်းပြီးကြည့်ကြပါစို့ထ၍အဖထံသို့သွားလေ၏ကိုယ်၌ဝေသေးသောအခါအဖသည်သူ့ကိုမြင်လျင်သနာသောစိတ်ရှိသည်နှင့်ပြေးသွား၍ ဖာဤလေဘင်းကိုပိုက်ဖက်လျက်နန်းရှုပ်လေ၏ဝဲ့နန်းနဲ့ချွေးနန်းနဲ့ဘဝပြက်နေတဲ့သားကိုအဖဟာစောင့်မျှော်နေခဲ့တယ်။နေ့တိုင်းညှော်နေခဲ့တယ်ဆိုတာဟာရှင်းနေပြီမဟုတ်ဘူးလား။အခုဖက်ရမ်းပြီးတော့ကြိုးစိုးနေတယ်။အံ့ဩဖို့မကောင်းဘူးလား။ဓမ္မဟောင်းကာလရဲ့မောရှိပြည့်ညတ်တော်တွေအရာဆိုရင်အဖေ့စကားကိုနားမထောင်တဲ့သားဖျားသခင်ကိုလွန်ကျူးတဲ့လူကြောက်ခဲနဲ့ပောက်သတ်ဖို့အထိပြင်းပြင်းထန်ထန်စီရင်ခွင့်အဖစီမှာရှိတယ်လေ။ အခုအချိန်မှာခရစ်တော်ဖော်ပြတဲ့ဖခင်မေတ္တာတရားဟာဘယ်ကအခြေခံတယ်လဲစစ်မှန်သောနောင်တကအခြေခံပါတယ်ဒီဗာဟာတစ်ချိန်လုံးနောင်တရခဲ့တယ်မဟုတ်ဘူးလားအဖစီရင်သမျှနာခံပါမယ်ဆိုပြီးတော့သူပြန်လာခဲ့တယ်မဟုတ်ဘူးလားအငယ်27ဖားကလည်းအဖအကျွန်ုပ်သည်ဖခင် ကိုလကောင်းကိုတော်ကိုလကောင်းပြင်မှားပါပြီယခုမှစပြီးကိုတော်ဤသားဟု ခေါ်ခြင်းကို မခံတတ်ပါဟုဆိုတယ်ဟုတ်ပါတယ် ဝေးစွာတော့ပြီဆိုတဲ့အရက်မှာတည်ခဲ့တဲ့နောက်တာတစိမ့်တန်စာဒုက္ခမြေမှာရယူခဲ့တဲ့ကျိုးပဲ့ကြေမွားတဲ့နှလုံးသားဒီနှလုံးသားမျိုးနဲ့ရယူနိုင်တဲ့ကျေးဇူးတော်ဆိုတဲ့ရလက်အဖြေကတော့ရှင်းရှင်းကြီးပေါ်လွင်နေပါတယ်ဒါကိုဒီပုံပြင်ဥပမာတော်အဖြစ်ခရစ်တော်ကျွန်တော်တို့ကိုသွန်သင်ပေးလိုက်ပါတယ်အငယ်22မှ24အဖကမြတ်သောဝတ်လုံကိုယူခဲ့ပြီးသူ့ကိုခြုံကြတို့ပြီးမှငါတို့သည်စားကြကုန်အံ့ ပျော်မွေ့ခြင်းကိုပြုကြကုန်အာငါသားသည်အထက်ကသေ၏ယခုရှင်ပြန်၏အထက်ကပြောက်၏ယခုတွေ့ပြန်၏ဟု အစေအပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏ဒီအခွင့်အရေးကိုဝက်ကြောင်းနေရတဲ့အချိန်ပျောက်သောသားဘဝအချိန်မှမခံစားရပါဘူးအပြစ်တရားကိုကျူးလွန်ခြင်းဝေးစွာသောပြီးဆိုတဲ့အရက်မှသူရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူးနောင်တစိတ်နဲ့ပြန်လာလို့သာဒီမြစ်တာတော်ကိုသူခံစားရခြင်းဖြစ်ပါတယ် အဲ့ဒီလိုပြန်လာရင်အပြစ်လွတ်မယ်ဆိုတာကိုရှင်ယောဟန်ဩဝါဒစာ ပထမစာဆောင်အခန်းကြီး1အငယ်6မှာအခုလိုဖော်ပြပါတယ်။ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လင်ငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောက်မှတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ဆိုပြီးတော့ဖြစ်ပါတယ်။ဖခင်ကြီးရဲ့အမိန့်ဒီမှာပထမတွေ့ရတာကတော့မြတ်သောဝိယုံပါပဲ။ဟုတ်ပါတယ်။ ါဟာဖြောက်မှတ်ခြင်းတရားဆိုတဲ့ဝိယုံဝိယုံတဲ့ဒီဝိယုံတဲ့ဟာအဖေကြီးကဒီအတိုင်းချုပ်တာမဟုတ်ဘူးနော်စောစောကကြမ်းမှာလေပင်းကိုဖိတ်၍နမ်းသည်တဲ့ဖခင်ဟာအဲ့ဒီလိုအပြစ်သားကို ထိလိုက်တာနဲ့သူ့စီကမေတ္တာအငွေ့အဆက်ကြောင့်သားရဲ့အပြစ်တွေဟာလွတ်သွားပြီဒူးစီရိုက်ကလာတဲ့ချွေးနှံနေဝက်နှံနေအကုန်ဆင်းသွားပြီဖန့်သွားပြီဖန့်သွားလို့သာရင်ဒီဖြောက်မှတ်ခြင်းတရားဝိယုံကိုဝတ်ချုံစေတာပါပဲ လက်စွပ်တစားကိုဆင်ရတဲ့ဟုတ်တယ်ရင့်ကျက်တဲ့ဖားအရွယ်ရောက်တဲ့ဖားတစ်ယောက်ကိုဒစိတ်တော်ပါတဲ့လက်စွပ်နဲ့တင့်တောင်တင့်တယ်သူထားတယ်ဖားတစ်ယောက်ရဲ့အခွင့်အရေးကို အနှင်းနေပြီးတော့ချိန်ရင်းကိုလည်းစီးစေတဲ့အဖေကြီးရဲ့လုပ်ငန်းကိုသားတစ်ယောက်အနေနဲ့ယူလိုက်တဲ့၍ပါဝင်ယူရမယ်ထမ်းဆောင်ရမယ်ဖခင်အနေနဲ့ဝေမျှပြီးတော့စေခိုင်းရကိုပွားရောက်ဆောင်ရွက်ရမယ်ဆိုတဲ့အတိတ်ပဲကိုဒီနေရာမှာရှင်းရှင်းကြီးမြင်ရပါတယ် တယောက်သောသားရဲ့အကြောင်းကို ပြီးတော့တစ်ဆက်တည်းဆက်ပြီးမြင်ရတာရှိသေးတယ်။အဲ့ဒါကတော့သူ့ရဲ့အကို ကောက်သောသားတယ်။အဲ့ဒီဖာအကြောင်းကိုအငယ်25ကနေ28အထိကြည့်ကြရအောင်။ဖာကြီးဒီတောင်ယာကလာ၍အိမ်အနီးသို့ရောက်သောအခါကကြင်းတင်းမှုတ်ခြင်းအဖန်ကိုကြားလျင်ငယ်သားတယောက်ကိုခေါ်၍အဘယ်သို့သောအချင်းအရာနည်းဟုမေး၏။ငယ်သားကသခင်ဤညီဒီရောက်လာပါပြီ။ဘေးနှင့်ကင်းလွတ်လျက်ရှိပြီကိုအဖတွေ့သောကြောင့် ဆူအောင်ကျွေးသောနွားကလေးကိုတတ်ပါပြီဟုပြောဆို၏။ပါကြီးသည်အမျက်ထွက်၍အိမ်ထဲသို့မဝင်ဘဲနေ၏။အဖသည်သူ့စီသို့တွား၍ချော့မော်ရ၏။အဲ့ဒီနောင်သားရလာသူဆိုးပေရဲ့အကိုကအဖေ့အချံထဲမှာအလုတ်လုတ်ပြီးညနေပိုင်းပြန်လဲလာရောအိမ်ထဲကကခုံမြူးတူးလန်တွေကိုကြားပါလေရောတဲ့။အဲ့ဒီမှာတင်သူ့ရဲ့တပည့်တယောက်ကိုဟေ့အိမ်ထဲကထရုစန်မြူးနေကြပါလားကွာ။ဘာတွေများဖြစ်နေလဲဟိဆိုပြီးတော့ကသောကမြောမေးတယ်။ အဲ့ဒီတော့သူ့ရဲ့တပည့်ကနောင်ကြီးရဲ့ညီငတေလေးအကောင်းပဂရိအန်ဒီယေကေဘေးရှင်းစွာနဲ့ပြန်ရောက်လာလို့အဖိုးကြီးဥမြူးပြီးတော့နွားသက်ပြီးအောင်ပွဲခံနေတာပဲဆိုတဲ့အဖြေကိုပေးတာပေါ့အဲ့ဒီအဖြေလည်းရရောအဲ့ဒီလူလိမ္မာကြီးဟာတခါတည်းစိတ်ကောက်ပြီးတော့အိမ်ထဲတောင်မဝင်တော့ဘူးတဲ့ကြည်စမ်းဘလောက်သင်္ကန်းစာယူဖို့ထိုက်တယ်လေကို့ညီလေးအတွက်တဲခင်းတဲ့ပျော်ပွဲကိုသူ့မဝင်နိုင်ဘူးမပျော်နိုင်ဘူးဒါကြောင့်အဖေကြီးကပဲထွက်ပြီးတော့ တခါသူ့ကိုချော့ရသေးတယ်။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်29မှ32အဆုံးအထိ။ဖာကြီးကလည်းအကျွန်ုပ်သည် ကာလတာရှည်စွာအဖအီအစေကိုခံပါပြီ။အဖအီအလိုကိုတခါမျှမလွန်ကျူးပါ။သို့တော်လည်းအကျွန်ုပ်သည်အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကိုပြုစေခြင်းကအဖသည်စိတ်ကလေးတကောင်ကိုမျှမပေး။ပြည်တစားမိမတို့နှင့်ပေါင်းဖော်၍မိမိဥစ္စာကိုဖြုံတော်ဤသားငယ်ရောက်လာသောအခါမူကား အဖသည်စူအောင်ကျွေးသောနွားကလေးကိုတတ်လိပြီတကားဟုဆို၏အဖကလည်းငါသာသင်သည်ငါထံမှနေငါဤဥစ္စာရှိသမျှသည်သင်ဤဥစ္စာဖြစ်သင်ဤညီမူကအထက်ကသေ၏ယခုရှင်ပြန်၏အထက်ကပျောက်၏ယခုတည်ပြန်၏ထို့ကြောင့်ပျော်မွေ့ဝမ်းမြောက်เสียအကြောင်းရှိ၏အဖဆိုသည်ဟုမိန့်တော်မူ၏အခုကောက်သောဖာကြီးရဲ့အကြောင်းဟာစိစိစဉ်းစားလိုက်ရင်ဝန်းနေเสียအလွန်ကောင်းတဲ့ လူသားတို့ရဲ့သဘာဝတရားတွေကို တွေ့လာရတယ်။ misery စိတ်ဓာတ်တွေငါနဲ့ငါသာနှိုင်းရမရှိငါကဝိဆိုတဲ့စိတ်ဓာတ်တွေ ਨੇ ပိုင်စိုးပိုင်ရင်စိတ်ဓာတ်တွေပဲ။ဒါကြောင့်လဲကျွန်တော်ဟာသင်သိရသောသမာကျန်ဟောပြောချက်ပေါင်းများစွာမှာလူသားဟာဇာတိပဂရိကိုကအပြစ်သားကြီးပဲဖြစ်တယ်။အတူတူအနူးနူးကြီးတွေဖြစ်တယ်ဆိုတာကိုအကျဉ်းချင်းကျွန်တော်ဖော်ပြခဲ့တာပါ။အခုဒီသားကြီးလိုလူမျိုးတွေအများကြီးကိုကျွန်တော်ခရိယံအဖိုင်းဝိုင်းမှာတွေ့နိုင်တယ်မဟုတ်ဘူးလား။ ခြင်းသီးပင်အောက်မှာခြင်းသီးရှားနေတဲ့လူမျိုးတွေကျေးဇူးတော်ကိုကျေးဇူးတော်မှမသိတဲ့လူတွေလို့ကျွန်တော်ကစွတ်စွဲခြင်းပါတယ်ပထမပျောက်သောသားလို့တော့ဝေးစွာသောမြေဝေးစွာသောပြည်ကိုထွက်မသွားဘူးအပြင်ပန်းကလိမ့်ပါတယ်ပေါ့ဒါပေမဲ့အတွင်းသဘောကကောက်တယ်ဒါကြောင့်ဟိုတယောက်ကပျောက်သောသားအခုဒီတယောက်ကကောက်သောသားညူစုရတဲ့ဝန်တိုရတဲ့အဲ့ဒီမှာတဲ့ကောင်းကြီးတွေရှိတာကိုမမြင်တော့ဘူးမခံစားရတော့ဘူး လိမ်မာတဲ့ကျွန်တော်ကျွန်တော်အပေါင်းအသင်းတွေနဲ့စားဖို့စိတ်ကလေးတကောင်တောင်မတရာဘူးတဲ့။ရှောက်ပြီးပွေးတည်နေတဲ့အကောင်အဖေဖာလူစိုးလူမိုက်ကျတော့နွားတကောင်လုံးပတ်ပြီးကျွေးတယ်ဆိုပြီးတော့အဖေကြီးကိုဆောင်းကြီးအောင်ကြီးနှခမ်းတလန်ပန်းတလန်ပြန်ပြောတယ်။အဲ့ဒီမှာတဲ့အဖေကြီးကပါရဲ့တဲ့။မင်းကအဖေနဲ့နေနေတဲ့လူပဲကွာ။အဖေရဲ့ဥစ္စာရှိပြန်မင်းဥစ္စာတွေတဲ့ပေါ့။အဖေကဗာမင်းမင်းအတွက်တကုတကန်လှုပ်ပေးနေစရာလိုသေးလို့လဲကွာ။အဲ့ဒီလိုပြန်ပြီးချော့ရမော့ရတဲ့။ ဟုတ်ပါတယ်ဘုရားသခင်ချပေးတဲ့ဝိညာဉ်ခွန်အားတွေကောင်းကြီးမင်္ဂလာတွေကိုမြင်တတ်မှခံယူတတ်မှရကြလိမ့်မယ်ပေးကပေးဤမရဆိုတဲ့စကားအတိုင်းဖြစ်နိုင်တယ်လို့ကျွန်တော်ဆိုချင်ပါတယ်အခုကောက်သောဖားဟာကျေးဇူးတော်ကိုမသိတတ်တဲ့အတွက်အပြစ်သားလူပောင်ရဲ့အားနဲ့ချက်ကြီးတစ်ခုကိုကိုစားပြုတ်နေတယ်လို့ကျွန်တော်ခံယူမိပါတယ်သူဟာဒီလောက်ချော့တဲ့မော့တဲ့ကြားတဲ့ကအိမ်ထဲကိုမဝင်ပဲအပြစ်မှာပဲစိတ်ကောက်နေစေလားဒါမှမဟုတ်အဖေနဲ့အတူဝင်လိုက်သွားပြီးတော့ ဒီပျော်ပွဲမှာဝင်ရောက်ဆင်နွှဲသလားဆိုတာကျန်းစာမှာမဖော်ပြပါဘူးဒါပေမဲ့အဖေကြီးကတော့သူ့အတွက်လဲအိမ်တော်တဲကိုဝင်ရောက်နှံ့ရေးအတွက်တကားဖွင့်ပေးခဲ့ပြီလို့ကျွန်တော်တင်ပြလိုပါတယ်ဒီကြားထဲမှာဆက်စိတ်ကောက်ပြီးတော့မဝင်လို့ရှိရင်တော့သူဟာလဲပျောက်သောသားနဲ့ဘာမှထူးမှ မဟုတ်ဘူးလို့စွတ်စွဲရမှာအေကန်အမှန်ပဲဖြစ်ပါတယ်မိစေများခင်ဗျာကောင်းငင်ဘုံရှင်အဖဖျားသခင်ဟာ သူ့ရဲ့သားသမီးယုံကြည်သူလူအစုအဝေးနှမျိုးကိုအခုလိုပဲတွေ့ကြုံနေရတယ်လို့ကျွန်တော်ခံယူနိုင်ပါတယ်။ဒါဟာခရစ်တော်ကိုယ်တိုင်ပေးခဲ့တဲ့ဥပမာပါ။အဲ့ဒီလိုပျောက်သောသားသမီးနဲ့ကောက်သောသားသမီးတွေအတွက်ဒီဇလန်းမှာမပါဝင်တဲ့အချစ်ဆုံးသောသားတယောက်ရှိသေးတယ်လို့ဒေါက်တာချက်ဝိတ်ဆိုတဲ့ဓမ္မပါရဂူတယောက်ကဖော်ပြပူပါတယ်။သူကတော့အဖခမီးတော်ရဲ့အမိန့်တော်ကို နာခံပြီးတော့ဝေးစွာသောပြည်ဖြစ်တဲ့ လူရရွာကိုဆင်းကျွလာခဲ့ပါတယ်ပြီးတော့ကားတိုင်းထက်ပွေမှာအသက်အသေးခံအသွေးတော် ကိုသွန်လောင်းပြီးတော့အပြစ်သားဖြစ်သူညီကိုမောင်သမပျောက်သောသားသမီးများအတွေ့ကဲတင်ရင်းတရားကိုပေးသနာခဲ့တဲ့သခင်ခရစ်တော်ကိုယ်တိုင်ဖြစ်တဲ့အကြောင်းပါပဲရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၁အငယ်၁၂အရာထိုသူကိုလက်ခံသမျှသော သူသည်ဟုသောကိုတော်ကိုယုံကြည်သောသူတို့အားဖျားသခင်သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏လို့တွေ့ရတဲ့အချက်ကြောင့် ကယ်တင်ရှင်ခရစ်တော်အားဖြင့်ဖခင်ရဲ့သားသမီးများအဖြစ်ကျွန်တော်ဟာမေတ္တာတော်ရဲ့အရေးမှခိုလုံခွင့်ရခဲ့ကြပါပြီကိုကိုကိုပျောက်သောသားသို့မဟုတ်ကောက်သောသားများဖြစ်၍နေကြသလားဆိုတဲ့မိကုန်းနဲ့ဆန်းစစ်ပြီးတော့အပြစ်ဘဝမှာအသစ်ဘဝသို့တက်လန်းနိုင်အောင်ကြိုးစားကြရမှာဖြစ်တဲ့အကြောင်းဒီကနေ့တင်ပြလိုက်ပါရစေနောက်တစ်ချိန်အစီအစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး16ကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ် တနာခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်